မင်္ဂလာပါခင်ဗျရန်ကုန်ကစ်တီရဲ့ This Week အစီအစဉ်ကနေကြိုဆိုပါလေဒီစီစဉ်ရတော့ကျောင်းမြန်မာနိုင်ငံအတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားပြဿနာတွေထူးခြားအကြောင်းအရာတွေကိုကျောင်းရွေ့ချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးနေရပါကဲဒီတပတ်တည်းဖြစ်သွားတဲ့အကြောင်းအရာတွေကအရင်ဆုံးရွေးထုတ်ပြီးပြောရရင်တော့ဗျာတရုတ်သားအမိရုရှားသားအဖချစ်လိုက်တာမှတုံးနေတာပဲဆိုသလိုလုံနေတယ်စစ်ရှုံးသမားခုန်ခုကောင်ဝရန်ပြေးမင်းအောင်လည်းကတော့ ရုရှားကပြန်လာပြီးတာနဲ့သူ့ကိုမတနာတဲ့တော့အရင်လိုမရှုံးတော့ဘူးနိုင်ကိုမနိုင်တော့တာဆိုသလိုဖြစ်နေပြီသူတို့စစ်အုပ်စုရဲ့ရှုံးနိမ့်မှုဒီဂရီဟာနေရာတည်းရဲ့အပူချိန်နဲ့အတူတဖြည်းဖြည်းမြင့်တက်လာပြီးစစ်ကြောင်းလိုက်တွေပြုတ်ထွက်သွားတဲ့အခြေအနေတွေနဲ့ဒီတစ်ပတ်ထဲမှာလည်းညောင်ဦးမျိုးနဲ့ကငတယောက်ပတ်မှာလည်းစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ထွက်သွားသလိုသေလိုက်တာမှစစ်သားကြီးပဲအယောက်80ကျော်တဲ့အပြင်ကတာမှာလည်းအဲ့ဒီလိုပဲစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ထွက်သွားရုံနဲ့မကား နောက်ထပ်စစ်သား34ဦးကိုပါလက်နက်ခဲယမ်းတွေနဲ့အတူတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားတဲ့အကြောင်းတွေကိုလည်းပြည်သူတွေအားအလုံးသိပြီးသားဖြစ်မှာပါစစ်ရှုံးသမားခုန်ကူကဝရန်ပြေးမင်းအောင်လိုက်ရဲ့တိုင်ရှုံတက်ကြီးကတော့သူတို့ရဲ့တိုက်တိုင်းရှုံနေတဲ့အစင်လာကိုထိမ့်သိမ်းထားနိုင်တာဟာဘသူမှလိုက်လို့မမိသလိုလိုက်လာတာနဲ့သူရင်ရှုံမယ်ဆိုပြီးအရှိကနေကြိုပြေးနေတဲ့အတိုင်းတရုတ်ကပြန်လာလဲရှုံရုရှားကပြန်လာလဲရှုံ နောက်ဆုံးဘယ်မှမသွားရလဲရှုံမြဲရှုံနေတာဟာပြီးခဲ့တဲ့အပတ်ကတည်းငထိုးကြီးမြို့နယ်မှာသူတို့စစ်တပ်စစ်ကြောင်းတကြောင်းလုံးခြေမုံခံလိုက်ရပြီးဘုံမှုဝင်လိုက်ဦးအပါဝင်စစ်သား14ဦးကိုပါတော်လိုင်းတက်တွေကလက်နက်တွေနဲ့အတူအရှင်ဖမ်းဆီးရမိပြီးလို့ပူပူနွေးနွေးရှိသေးအခုလဲလာပြန်ပြီဒီတစ်ပတ်ထဲမှာရင်ဗျာမြမယောက်ျားဇာနီဘွားပကန်သားဟေ့ပကန်သားဆိုတယ်လို့ ပကံပြီးညောင်ဦးမြို့နယ်တဲကငတယောက်မြို့နယ်ခွဲတဲကိုမတ်လ14ရက်နေ့ကပဲစစ်ကြောင်းထိုးလာတဲ့စစ်သားအယောက်80ဝန်းကျင်ပါအကြက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းဟာပကံမြေကတော်လန်ရေးပူပေါင်းတပ်တွေရဲ့လက်ချက်နဲ့ပဲစစ်ကြောင်းတကြောင်လုံးချိန်မုံခံလိုက်ရပြီစစ်သား84ယောက်ကအသီးသီးသေကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမသားအလောင်းတွေနဲ့အတူလက်နက်ခဲယမ်းတွေပါတော်လန်ရေးတပ်တွေကတင်စီရရှိခဲ့သလိုတစ်ဖက်ကစကိုင်းတိုင်းထဲမှာရှိတဲ့ကတ္တာမြို့နယ်မှာလည်းမတ်လ15ရက်နေ့ကပဲစစ်ကြောင်းထိုးလာတဲ့အကြက်ဖက်စစ်ကောင်စီတပ်ဟာ KIA PDF ပူပေါင်းတက်တွေရဲ့လက်ချက်နဲ့ပဲအဲ့ဒီမှာလဲစစ်ကြောင်းတကြောင်လုံးပြုတ်ထွက်သွားပြီစစ်သားအယောက်၄၀ကတော့အသေးသေးသိကုန်ကြတဲ့အပြင်နောက်ထပ်စစ်သားအယောက်၃၀ကိုပါလက်နက်ခဲယမ်းတွေနဲ့အတူအရှင်ဖမ်းဆီးရမိထားတဲ့ရုပ်တံဖိုင်ကိုလည်းပြည်သူတွေအားလုံးကြည့်ပြီးသားဖြစ်မှာပါအဲ့ဒီရုပ်တံဖိုင်ထဲမှာဆိုရင်အထုံယုံသေနေကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့မသားလောင်းပုံတွေဟာမြေလုံးပွင့်ပြီးအိတ်ကြီးစမ်းမှာအချစ်ရဲ့ဆိုတဲ့တခြင်းအောင်အနားမှာပွားစုပြရမလို့ဖြစ်နေပြီး တုံလုံးပတ်လက်တွေနဲ့သေချင်းတိုင်းကိုတိန်နေကြတော့တာပေါ့ဗျာအဲ့ဒီကအရှင်ဖန်းစီရမိထားတဲ့စစ်သားတွေထဲမှာလဲစစ်မှုန်းတတအစ်တွေပါပါလာတဲ့အတွက်ဒေါ်လာဟင်းတက်တွေကတော့ညီလေးတို့ဘာမှမဖြစ်ဘူးအေးဆေးဆိုပြီးပြောနေတာတွေကိုလဲကျွန်တော်တို့ရုပ်သံဖိုင်ထဲမှာကြားနေရပြီတစ်ဖက်မှာတော့အခုလို့ဒေါ်လာဟင်းတက်တွေရဲ့လက်ချက်နဲ့ပဲဟွန်းပြည်သူတွေကိုနှီးပေါင်းလုံးနဲ့တပ်ဖြတ်နေတဲ့စစ်သားတွေအကုန်လုံးတုံလုံးပတ်လက်နဲ့တိန်နေကြတဲ့ပုံတွေကိုတွေ့ရတဲ့အတွက်ရင်ထဲမှာကြည်နူးမဆုံးဖြစ်နေတဲ့ပြည်သူတွေကတော့ သူတို့ကြည်နူးမိတဲ့အတွက်ငရဲကြီးနိုင်လာလို့ပါမင်းနေကြပြီပေါ့ဗျာတဖက်မှာတော့အယိုးရင်မျှော်နေတဲ့စစ်တပ် lobby တွေနဲ့စစ်တပ်ထောက်ခံတဲ့ဂျလုံးမလုံးအတူစားတွေဟာစံမှန်မသိလောက်မှန်မသိသူတို့အဘကရုရှားကပြန်လာပြီလို့အသေးစော်တော့မယ်လို့သူတို့အဘကအကွက်တွေခင်းနေပြီလို့မကြခင်အမောက်တိတ်တော့မယ်လို့ဘာလို့ညာတို့နဲ့ online ဘောကနေမဆ ਾਇ ရ workman အာချောင်းနေကြပြီတကယ်တကယ်မြေပြင်မှာတော့ပြည်သူတွေအားလုံးတွေ့တဲ့အတိုင်း သူတို့အဘဒေတာအမှောက်တိုက်ခံနေရပြီမြေပြန့်ဒေတာမာရင်စစ်ကြောင်းလိုက်တွေပြုတ်ထွက်နေတာဟာတပတ်ထင်းနဲ့တင်းစစ်ကြောင်းနှစ်ကြောင်းလုံးပြုတ်ထွက်သွားတဲ့အထိဝက်ဝက်ကွဲကိုအမှောက်တိုက်ခံနေရသလိုသူတို့အာကိုပါတယ်ဆိုတဲ့ရုရှားကိုကြည့်ပြန်တော့လေသူတို့အဘကသာနူးနူးညံ့ညံ့နဲ့ချစ်ပြနေတာပူတင်ဘက်ကတော့သာမန်ပါပဲဆိုတဲ့အတိုင်းသူတို့အဘရုရှားကပြန်လာတာနဲ့ချက်ချင်းကြီးအောင်နိုင်သူကြီးဖြစ်သွားသလိုလိုပုံစံတွေနဲ့ပောက်ပန်း၄၀တွေအာချောင်းနေကြပြီမေတကယ်လက်တွေ့မှာတော့ သူတို့ဘာစစ်ရှုံးသမားခုန်ခုကောင်ဝရမ်းကြီးမဲအွန်လိုင်းတို့တိုက်ရှုံးတက်ကြီးရဲ့အဖြစ်ဟာတရုတ်ကိုပဲတွားပြီးခြေတလုံးဖက်ဖက်ရုရှားကိုပဲပြေးပြီးခြေတလုံးဖက်ဖက်သူတို့စစ်တရဲ့ပင်ကိုတိုက်ဆွမ်းရီကိုယ်တိုင်ကတော်လန်ရေးတက်တွေနဲ့ဘလို့မှရှင်လို့မရတော့ပဲအခုဆိုရင်မြေပြန့်ဒေတာမာတဲ့စစ်ကြောင်းလိုက်တွေပြုတ်ထွက်သွားတဲ့အထိသူတို့အဘရဲ့ရှုံးနိမ့်မှုဒီဂရီဟာနွေရာသီရဲ့အပူရှိန်နဲ့အတူမြင့်တက်မြင့်တက်လာနေတာကိုလည်းကျွန်တော်တို့မြင်တွေ့နေရတာပေါ့ဗျာ ကဲနွေရာသီရဲ့အပူချိန်နဲ့အတူရှုံးနေမှုဒီဂရီတွေမြင့်တက်မြင့်နေတဲ့စစ်ရှုံးသမားခုန်ခုကဝရံပြေးမင်းအောင်လည်းတယောက်ကတော့ခလေးတွေလို့မြေကြီးမှာထွန်းထွန်းလူပြီးအော်မငိုယုံတမင်း တတတော်မျိုးတွေပြန်သိမ်းမေးနေမျိုးတွေပြန်သိမ်းမေးအဟင်းအဟင်းတတမတကြလုံးတွေရှိတယ်အများကြီးပေးမယ်လေယော့အင်းဆိုပြီးမပြောရုံတမဲလက်ရှိမြန်မာနိုင်ငံတော်မှာသူတို့စစ်တပ်ကဆုံရှုံထားတဲ့မျိုးတွေနဲ့နေမျိုးတွေကိုပြန်လဲတိုက်ခိုက်ရယူပေးနိုင်တယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယာဒူတို့ဘွဲတစိမ့်နဲ့ထိုက်တိုက်တန်းတန်းစုကြမယ်ဆိုပြီးမလုံးပေးလာပြန်တယ်လို့နေပြီးတော့စစ်တပ်တရေရှိမြစ်ကကျွန်တော်တို့ကိုလှမ်းပြီးပြော့ပြထားတဲ့အကြောင်းကိုလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါ အတော်တော့ခတ်နေပြီလူတကူအပူမှုရတဲ့စေကလေးဆိုသလိုနိုင်ငံတော်မြို့ရီတိုက်စစ်ဌာနချုပ်တွေပါမကြံပါတော်မူနေလို့တရုတ်သားအမေရရှားသားအဖလုံနေရင်းနေပဲဝလုံးကောင်းနဲ့လာတာနေရတဲ့စစ်ရှုံးသမားခုန်ခုကဝရန်ပြေးမင်းအွန်လိုင်းတို့စစ်အုပ်စုကတော့တိုင်းပြည်ရဲ့အာဏာသုံးရက်ကိုလူယူထားတာတော့လက်ရှိအခြေအနေအရကိုယ့်ရဲ့နိုင်ငံအတွင်းမှာတော်လန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့မြို့ပေါင်း65မြို့ကိုတရယဝင်သွားလို့မရတော့ဘဲ တော်လိုင်းအတက်တွေစီမှာဗီဇာလျှောက်ရမယ့်ပုံစံပေါက်နေပြီဒီကြတယ်တော်လိုင်းအတက်တွေတရားဝင်မသိမ့်သေးတဲ့စကိုင်းမကွေးလဲသူကိုယ်တိုင်မသွားရဲတော့တဲ့အပြင်လက်ရှိစစ်ဖြစ်နေတဲ့ ARD တိုင်းတော်ခြေဥမလှဲ့ရဲတော့ပဲသူကောင်းကောင်းကန်ကန်သွားလို့ရတာဆိုလို့ရန်ကုန်မန္တလေးနေပြည်တော်နဲ့ရမ်းပြည်နယ်တောက်ပိုင်းဘက်သာရှိတော့တဲ့အခြေအနေတွေရောက်လာတော့ခလေးတွေလို့မြေကြီးမှာထွန်းထွန်းလူပြီးမငိုရုံတမဲဗါတဲ့ သူတို့စစ်တပ်ကဆုံးရှုံးထားတဲ့မြို့တွေနဲ့နေမြေတွေကိုပြန်လည်တိုက်ခိုက်ရယူပေးနိုင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုရာဒူတို့ဘွဲ့စိတ်နဲ့ထိုက်တိုက်တနေဆူချမယ်ဆိုပဲ။ဩဖြစ်မှာဖြစ်ရလိ။တိုင်းပြည်ရဲ့အာဏာသုံးရကိုကင်ထားပါတယ်ဆိုပြီးပြောနေတဲ့စစ်တပ်ဆိုတဲ့အဖွဲ့အစည်းကတိုင်းပြည်ရဲ့နေမြေတွေဆုံးရှုံးသွားတာကိုစုငွေတွေပေးပါမယ်ပြန်တိုက်ပေးကြပါဆိုပြီးပြောနေရတဲ့လမ်းဘေးကလူမိုက်ဂိုင်းအဆင့်လောက်သာရှိတော့ပြီ။ သူတို့ရဲ့အာဏာရှင်မတ်ငန်းငန်းတက်နေမှုတွေဟာရှက်ရကောင်းမမတိတော့လောက်အောင်ကိုမြင်မကောင်းရှုမကောင်းအောင်အဝိဇ္ဇာအမှောင် ဖုံးနေပြီဖြစ်တယ်လို့တဖက်မှာတော့ဘာဆုလမ်းမှမရပဲတိုင်းပြည်အနာကကောင်းစားဖို့ဘဝတွေအသက်တွေရင်းပြီးအာဏာယူတွေလက်ထက်ကနေပြည်သူတွေလွတ်မြောက်ဖို့တိုက်ပွဲဝင်နေတဲ့တော်လှန်ရေးတပ်တွေနဲ့မင်းအွန်လိုင်းတို့စစ်တပ်ဟာစိတ်တပိုင်းဆိုင်ရာမှာဘလို့မှရှင်လို့မရတော့ဘဲ နတ်သစီနဲ့ဤလိုအပြတ်သက်ကွာသွားတာကိုလေလေပြင်းမှာဆင်သွားသလိုကွက်ကွက်ကွင်းကွင်းကိုမြင်တွေ့နေရတာပေါ့ဗျာလက်ရှိအချိန်ညလေပြည်သူတွေအားလုံးမြင်တွေ့နေရတဲ့အတိုင်းပဲသူတို့စစ်တလောက်ခံရရှိစစ်တီတွေဟာမြို့တွေနေမြေတွေပြန်သိမ်းဖို့မပြောနဲ့လက်ရှိမှာလေပြီးခဲ့တဲ့ဘက်ကပဲဗကိုးတိုင်းနဲ့ထိုးပေါက်ဝင်ရောက်နေတဲ့အာရခတတော် AE နဲ့ PDF ပူပေါင်းတက်တွေကပတောင်းမြို့နယ်မှာရှိတဲ့ညောင်ကျိုးစစ်တပ်စခန်းကြီးကိုတပ်ပြီးသိမ်းပိုက်လိုက်တဲ့အပြင်ဟာ တဖက်ကမြေပြတ်မှာဆိုရင်လည်းတော်လိုင်းကြီးတက်တွေရဲ့လက်ချက်နဲ့ပဲစစ်ကြောင်းလိုက်တွေပြုတ်ထွက်သွားတဲ့အထိချေမုံခံနေရပြီသူတို့စစ်တပ်ကဗိုလ်မှူးအစင်ရှိတဲ့လူတွေပါတော်လိုင်းကြီးတက်တွေစီမှာဒူးထောက်အဖမ်းခံရတဲ့အခြေအနေထိပါဖြစ်နေသလိုဒီတစ်ပတ်ထဲမှာလည်းစစ်ကြောင်းနှစ်ကြောင်းလုံးပြုတ်ထွက်သွားတဲ့အထိချေမုံခံလိုက်ရတဲ့အခြေအနေတွေကိုရုပ်တံမှတ်တမ်းတွေနဲ့တကွာပြည်သူတွေလည်းမြင်တွေ့နေရသလိုသူတို့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့ဇလုံးမလုံးအတူအဆတွေပါအတိုင်းသားမြင်တွေ့ပြီးပြီပေါ့ဗျာ ဒီလိုနေရာတိုင်းမှာတိုက်လိုက်တိုင်းရှုံးနေတဲ့တိုက်ရှုံးတက်ကြီးဟာလက်ရှိစစ်အောင်နိုင်သူတွေတဲကအရခတတော်အေးအေးသိမ့်ပိုက်ထားတဲ့မြို့တွေကိုကြည်ရင်တော့သူတို့စစ်တပ်ကပြန်သိမ့်ဖို့နေနေသားသားအေးအေးဆိုတဲ့အတန်ကြာတာနဲ့တင်ခုံအောက်ဝင်မပုံးယုံတမဲကြောက်ဒူးတွေတကက်ကက်တုံနေရတဲ့အခြေအနေတွေကြမှာဒီနှစ်အတွင်းအကုန်ပြန်သိမ့်ဖို့ဆိုတာပိုတော့စိုးနေပြီစိတ်ကူးလေးပါပဲအိမ်မက်လေးပါပဲဆိုတဲ့တခြင်းကိုမင်းအွန်လိုင်းအနာမလော်စပီကာနဲ့ဖွင့်ပြထားရမလို့ဖြစ်နေတဲ့အပြင်ဟမ် တစ်ဖက်ကရှမ်းမြောက်ဆိုလေအနာတော်ကက်လို့မရတော့သလိုကချင်ပြည်နယ်လားချင်းပြည်နယ်လားမြေပုံပေါ်မှာပဲထိုင်ကြည့်နေရတော့မယ်သူတွေကစကိုင်းမကွေးလို့နေရာမှာတော့စစ်ကြောင်းထိုးရင်စစ်ကြောင်းလိုက်ပြုတ်ထွက်နေပါများလို့ဘဲတွားတွားခိုးကြောင်ခိုးဝဲတွားနေရတဲ့သူတို့စစ်တဲ့အခြေအနေကိုမသိကြအောင်ဆောင်ပြီလက်ရှိနိုင်ငံတော်ကတော်လိုင်းရေးတပ်တွေတင်ပိုက်ထားတဲ့မြို့တွေကိုပြန်သိမ်းပေးလို့စုငွေတွေပေးမယ်လို့ဘာလို့ညာတို့နဲ့အော်အော်ပြီးမငိုယုံတမဲပြောနေတဲ့စစ်ရှုံးသမားခုန်ခုကောင်ဝရံပြေးမင်းအောင်လည်းကတော့ နိုင်ငံတော်ကအရှုံးကအရှုံးနေကြမှာလူတစ်ခုအပူမှုရတဲ့စေကလေးဆိုသလိုအပူလုံးတွေကြွကျင်တိုင်းကြွပြီးလက်တွေနဲ့ကင်းကွာနေတဲ့အခြေအနေတွေကိုပြောခြင်းရာတွေပြောနေသလိုနိုင်ငံတော်ကတော်လန့်ရေးတပ်တွေတင်ပိုက်ထားတဲ့မြို့တွေဟာတမြို့နှစ်မြို့တည်းမဟုတ်ပဲမြို့ပေါင်း65မြို့အထိရှိတာကိုဒီနေ့အတွင်ပြန်သိမ်းပေးဆိုပြီးပြောနေတဲ့ဆစ်ရှုံးသမားခုန်ခုကောင်ဝရမ်းပြေမင်းအွန်လိုင်းကတော့မင်းသားလှုပ်ချင်တာလဲပြလို့ ပစိုးစုတ်တက်ကလည်းခြာလို့ဆိုတယ်လို့သူ့ကိုထောက်ခံနေတဲ့စစ်တပ် lobby တွေနဲ့စစ်တပ်ထောက်ခံတဲ့ဂျလုံးမလုံးအတူစပြီးကြမှာသာတရုတ်သားအမေရုရှားသားအဖလှုပ်ပြနေရင်းနဲ့ပဲမင်းတို့လည်းနှစ်လက်ဘိန်တုံသူလည်းနှစ်လက်ဘိန်တုံလဝါချင်းရိုက်လိုက်ပါအုံးမိဘဘွယ်လှုပ်ပြီးအတူတူကကြမလားဆိုပြီးမပြောယုံတမဲပုံစံနဲ့ပဲဝလုံးကောင်းနဲ့လတာနေရပြီးမစင်တွင်းထဲမှာပျော်ပါပြနေရတဲ့ပုံစံအစစ်သာရှိနေတာကိုလည်းကျွန်တော်တို့အတိုင်းသားမြင်တွေ့နေရတာပေါ့ဗျာ ကဲနေမြင့်လေအယူရင့်လေဆိုတလို့ရာသီဥတုပူလေစိတ်ဖောက်ပြန်လေဆိုတဲ့အတိုင်းနိုင်ငံတော်တိုက်ပွဲတိုင်းမှာရှုံမြဲရှုံစဲရှုံဖို့ပြင်ဆိုတဲ့အစီရင်ခံစာတွေအစင်စင်ဖတ်ပြီးထိုင်ရမလို့လို့ထရမလို့လို့ဖြစ်နေသလားအောင်မရတယ်စစ်ရှုံသမခုန်ခုကောင်ဝရန်ပြေးမဲအောင်လိုက်တယောက်ဟာသူ့လောက်ခံရရှိစစ်တီတွေကိုတော့ ဒီနှစ်အတွင်းဒေါ်လာကြီးတက်တွေတင်ပိုက်ထားတဲ့မြို့တွေနယ်မြေတွေပြန်သိမ်းပေးရင်စုငွေတွေချင်းမြင့်မယ်ဆိုတာတွေနဲ့ပါမလုံးပေးပြောဆိုနေပြီမယ်အဲတစ်ဖက်မှာကြတော့ပြီးခဲ့တဲ့အပတ်တွေကပဲတိုင်းရင်သားလက်နက်ဂိုင်းတွေကိုလက်နက်ဆွဲရမယ်ပြောလိုက်ငင်းငယ်ကြီးတကားကြီးဖွင့်ထားပါတယ်ပြောလိုက်တိုင်းရင်သားလက်နက်ဂိုင်းတွေကအတက်ကိုကျိုးစီးပွားကိုသာရှေ့တန်းတင်နေကြတယ်ဆိုပြီးပြောလိုက်နေအခုလည်းလာပြန်ပြီတိုင်းသားလက်နက်ဂိုင်းတွေအနေနဲ့တိုက်ပွဲတွေကိုရက်တန့်ပေးကြပါဆိုပြီးရှုံပွဲချမငိုယုံတမဲမတ်လ19ရက်နေ့ကပဲ မွန်ပြည်နယ်နေ့အခမ်းအနားတဝင်းလွာမှာပြောသွားပြန်တာပေါ့ဗျာအတော်တော့ခတ်နေပြီစစ်ရှုံးတော်မှာခုန်ခုကဝရမ်းပြေးမင်းအောင်လိုက်ဟာကဘာပေါ်မှာယောက်ျားလေးကနေပထမဦးဆုံးသွေးဆုံးကင်တဲ့လူသားမဖြစ်ယုံတမဲအခြေအနေကိုရောက်နေတယ်လို့အရှိတွေမှာကျွန်တော်ပြောခဲ့တာတွေဟာအခုတော့တကယ်ဖြစ်လာတော့မဲ့အရေးအယောင်ကိုမြင်နေရပြီသွေးလေးခြောက်ချားနေပြောခြင်းရတွေပြောနေတဲ့စစ်ရှုံးတော်မှာခုန်ခုကမင်းအောင်လိုက်တယောက်ဟာသူတယောက်ထဲနေတဲ့အခုတမျိုးပြောလိုက်တော်ကြတမျိုးပြောလိုက်နေလူငယ်တွေပြောသလို့ तू တော်တော်ဖြစ်နေတယ်လို့တောင်ပြောရမလို့ဖြစ်နေပြီအခုချိန်ထိသူ့ကိုယ်သူလေနဲ့ဝက်မကွဲတဲ့ပုံစံနဲ့တစ်ဖက်မှာလည်းသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့မြို့တွေနယ်မြေတွေကိုပြန်သိမ်းပေးဖို့ပြောလိုက်တစ်ဖက်မှာကျတော့တိုင်းရင်းသားလက်နက်ကိုင်းတွေကိုတိုက်ပွဲတွေရပ်တန့်ပေးပါဆိုပြီးတဝင်းလွာတွေပို့လိုက်နေသူ့ဟာနဲ့သူကိုရှုပ်ရှက်တွေခတ်နေတဲ့အပြင်ဒီကြားထဲတိုင်းရင်းသားလက်နက်ကိုင်းတွေကအတကူကျိုးစီးပွားကိုသာရှေ့တန်းတင်နေကြတယ်ဆိုပြီးတော့ပါနောက်တစ်ခေါက်ထပ်ပြီးအဲ့ဒီတဝင်းလွားတဲမှာ ငပြူးကငပြဲပုံစံနဲ့ပျော်ထားသေးပြန်တာပေါ့ဗျာဟုံမာလဲလှုပ်ပါမောင်ကလူတို့ရာအတ္တကိုကျိုးစီးပွားကိုကြည့်ပြီးတိုင်းပြည်အာဏာကိုလုလိုက်တာကမင်းတို့ကိုယ်တိုင်ဖြစ်နေတာကွာသူများကိုမပြောပဲမင်းတို့ကိုယ်တိုင်အခုချက်ချင်းအတ္တကိုကျိုးစီးပွားတွေစွန့်ပြီးတိုင်းပြည်ရဲ့အာဏာကိုပြည်သူတွေလက်ထဲပြန်ပေးလိုက်ရင်လက်ရှိနိုင်ငံတော်ကတိုက်ပွဲတွေအကုန်ရပ်သွားပြီးအလုံးငြိမ်းချမ်းသွားမယ်ဆိုတာ မင်းတို့ကိုယ်တိုင်သိပါတယ်ကွာဝေးလေကြောင်ပတ်တွေလှုပ်ပြီးတောင်ပြောမြောက်ပြောနဲ့ဟိုလူအပြစ်တင်ဒီလူအပြစ်တင်လှုပ်မနေစမ်းပါနဲ့လက်ရှိအခြေအနေရလေမင်းတို့ဟာနိုင်ငံတော်အကြီးအကျယ်စစ်ရှုံးနေပြီမင်းတို့အကူရစစ်တပ်ဆိုတာကြီးဟာလေအဖက်ဆယ်လို့မရအောင်ကိုပျက်စီးဆုတ်ပြတ်သွားပြီဖြစ်တယ်လို့ဟွန်းမင်းတို့ရဲ့နောက်ဆုံးနေ့ရက်တွေကလေနေလားညလားဖြစ်နေပြီဆိုတာ မင်းတို့ကိုယ်တိုင်သိနေပါပြီကွာဟန်ဆောင်ပန်းဆောင်တွေလုံမနေစမ်းပါနဲ့မင်းတို့ရဲ့အတ္တကိုကျိုးစီးပွားတွေကိုသာစွန့်ပြီးပြည်သူအာဏာပြည်သူကို ပြန်ပိတ်လိုက်စမ်းပါမင်းတို့ရက်ခိုင်းနေတဲ့တိုက်ပွဲတွေအကုန်လုံးချက်ချင်းရပ်သွားပါလိမ့်မယ်တကယ်တမ်းတိုင်းပြည်ရဲ့အဓိကတရားခံကမင်းတို့ကွာဆိုပြီးတော့ကိုအတန်မှတွင်းထားပြီးနေပြီးတော့ထိပို့ပေးရမလို့ဖြစ်နေတော့တာပေါ့ဗျာ ဟုတ်ကဲ့ဒါတော့ရုံခစ်တည့်ရဲ့ this week အစီအစဉ်ကနေကျွန်တော်မြန်မာနိုင်ငံတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျွန်တော်ရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ